မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ TVB ရုံမြင်သံကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမွန်ပြည်နယ်ရေမြို့အခြေဆိုင်အမှတ်16ခြေလင်းတရင်ကတက်ချက်ကြီးအစင်းရှိသူဥဆောင်ပြီးတက်စိတ်တစိတ်စာလက်နက်ခရရနဲ့အတူမတ်လ23ရက်နေ့ညပိုင်းကရေဘလူးတော်လန်တပ်ဖွဲ့စီကိုလာရောက်ပူးပေါင်းခဲ့တယ်လို့ရေဘလူးတပ်ဖွဲ့တာဝန်ရှိသူစီကနေသိရပါဗျာလာရောက်ပူးပေါင်းခဲ့တဲ့ခလာရ16ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်တော်ဦးဖျားမှတာဝန်ကျနေတဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပြီးရေဘလူးတပ်ဖွဲ့ကချိတ်ဆက်ပြီးတွားရောက်ခေါ်ထုတ်ပေးခဲ့တာလို့ဆိုပါတယ်။ခလာယာ16တရင်ဟာရင်းမြစ်နယ်မှာတော့အကြီးဆုံးတပ်ဖြစ်ပြီးလာရောက်ပူပေါင်းတဲ့တက်ချက်ကြီးတအူတပ်သား9ဦးဟာ MA3 တနက်တလက်နဲ့ကြီပေါက်2ပေါက်နဲ့ MA3 ကြီအတောင်60ပါယူခဲ့တယ်လို့ရေဘလူးတပ်ဖွဲ့တာဝန်ရှိသူက DPP ကိုပြောပါတယ်။လန်နဲ့တူပူပေါင်းလာတဲ့တက်ချက်ကြီးဇူလိုင်ထဲကို ကျန်ွေ330စုချင်းမြင့်ပေးခဲ့ပြီးသူတို့သွားချင်တဲ့နေရာတွေကိုပို့ဆောင်ပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းကရွာလုံးကျွတ်နီပါမီလောင်ကျွမ်းခဲ့တဲ့မုံစလဲကျွရကမိဖေးတဲ့ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ပွင့်ဖြူမြို့နယ်အခြေဆိုင်ပရဟိတအဖွဲ့တွေကပြောပါတယ်အင်ဂျီ600နီးပါးရှိတဲ့အဲ့ဒီကျေးရွာမှာမက်ရှလာစနေရနေ့နေ့လယ်ပိုင်းကနေရင်တစ်ခုရဲ့ပော့ဆာမီကနေတဆင့်မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။မီးလောင်ကျွမ်းချိန်3နာရီနီးပါးကြာမြင့်ခဲ့တာ အင်ဂျင်380လိပါမီလောင်ဆုံးရှုံးခဲ့ရပြီးဒေသခံတအူးနဲ့မွေးမြူထားတဲ့အိမ်မွေးတိရစ္ဆာန်တချို့လည်းဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတအူးကပြောပါရယ်လက်ရှိမိဘေးတဲ့ပြည်သူ1500ကျော်အတွက်နေဖို့အိမ်တွေအပြင်တပ်တုံးရရှိဖို့အတွက်အကူအညီတွေလိုအပ်နေပြီးပြည်တွင်းပြပအလူရှင်တွေနဲ့စစ်ကောင်စီဘက်ကလာရောက်လူရမ်းမှုတွေရှိပေမဲ့လိုအပ်ချက်တွေရှိနေတော့မယ့်လို့ကုညီဆောင်ရွက်ပေးနေတဲ့ပရာဟိတာဖွဲ့ဝင်တအူးကပြောပါရယ် မီးလောင်တဲ့နေအိမ်တွေများတဲ့အတွက်မတ်လ14ရက်နေ့ညနေပိုင်းအထိမိဖေးသင်ခဲ့ရတဲ့ပျက်စီးတွေကိုဒေသခံတွေနဲ့ပရိုက်တာဖွဲ့တွေပူးပေါင်းပြီးရှင်းလင်းနေရဆဲဖြစ်တယ်လို့ကုညီပင်နေသူတွေစီကနေသိရပါတယ်ခင်ဗျာမြားရီမျိုးကကြားဖြတ်ဝန်ထမ်းတရုတ်နိုင်ငံသား385ဦးကိုမတ်လ14ရက်နေ့မှာ BGF ကရင်နယ်ကြားဆောင်တက်ကမဲဆောက်ကတဆင်ပြန်ပို့လိုက်တာကြောင့်နှစ်ရက်အတွင်းတရုတ်ပြည်သား825ဦးကိုပြန်ပို့လိုက်ပြီဖြစ်ပါတယ်မောင်တူးတင်ဆက်ပေးထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ BGF တပ်ကနေမြောက်ရီကြားဖြတ်လုပ်ငန်းတွေမှာတရုတ်နိုင်ငံသားတွေကိုရှာဖွေဖမ်းဆီးပြန်ပို့နေရမှာမလ၁၄ရက်နေ့ကတော့385ဦးကို ထိုင်းနိုင်ငံမဲဆောက်လေရင်ကွင်းကတဆင့်တရုတ်လေရင်နဲ့ပြန်လည်ပို့ဆောင်လိုက်ပါတယ်။ဂျာမတ်ဦးကြီးကကျွန်တော်စဉ်းပြကြည့်ရမှာကျွန်တော်လောဆယ်လူကြီးအဲစုစုပေါင်းကိုပဲကျွန်တော်ဟိုပြောလိုက်တာဒီမှာ။ဘယ်ပြောတဲ့နေရာမှာတော့အခက်အခဲကတော့ကျွန်တော် စောပြောသလိုပဲလေအဲပြီးခဲ့တဲ့ကာလတွေကလည်းကျွန်တော်အများအားပြောခဲ့ပါတယ်ကျွန်တော်စီမှာအခက်ခဲတွေကတော့ရှိပါတယ်ဒါပေမဲ့ဒီအခက်ခဲတွေကတော့ကျွန်တော်တို့လှုပ်ရင်းလှုပ်ရင်းနဲ့လည်းအဲဒီလိုပဲကြော်လွားနေရတာပေါ့နော်ဒါကကျွန်တော်ထိုင်ကြီးတယ်လို့ရတဲ့အရာလည်းမဟုတ်ဘူးလှုပ်မှဖြစ်တဲ့အရာမလို့ကျွန်တော်တို့ကလှုပ်ကိုလှုပ်ရမှာလှုပ်ကိုလှုပ်ရမှာအဲခုနကတို့ကျွန်တော်တို့ဒီအတွက်လည်းဒီအခက်ခဲတွေကြောင်းမှုလို့လည်းစိန်ခေါ်မှုတွေဖြစ်တိုင်းလည်းကျွန်တော်တို့ကရက်တန့်သွားမှာမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့လှုပ်ရမယ့်အလုပ်ကိုကျွန်တော်တို့ဆက်လုပ်ကောင်းတယ် 阿拉就马拉石头烟尼卡嘞，只有奈恩阿尼亚阿些乌姑偏来补桑格地辣椒，奈阿大堆只有几大家片乌呢，西亚那些阿姑偏补个比枇杷嘞。不的啊不，现、哎、在你来这边想说什么？对，我、嗯嗯、感谢国家，感谢党、嗯，感谢国家，感谢党 <laughs>、嗯。接触 WiFi 电压，然、哎、后、嗯、<laughs> 接触电源来了。再直播一下吧。 庆妈为什么要想回去？这边工作不好吗？因为想回去。哎，别起来了，我你请我。ကရင်ပြည်နယ်မြဝတီမြို့ကကြားဖြန့်ခိုင်းနေပေါ်ထုတ်ဖို့ဖေဖော်ဝါရီလ9ရက်နေ့မှာထိုင်းနိုင်ငံကပေးနေတဲ့လျှက်စစ်မီးနဲ့လောင်စာဆီတွေဖျက်ပစ်ခဲ့ပါတယ်။ BGF နယ်ကြားဆောင်တပ်ကလည်းဖေဖော်ဝါရီလ12ရက်မှာကြားဖြန့်နှိမ်နင်းရေးကော်မတီဖွဲ့ပြီးအခုလိုရှာဖွေပြန်ပို့နေတာပါ။ မဖွက်တော့မင်းเนี่ยเนี่ยฉันน่ะไม่น่าโอ๊ยมาพอกรุ๊ปไม่บาตะยุกพากันน่ะหมอบยาพระพากันน่ะเอ๊ะနောက်ဆုံးခြေနေမှာတော့မြောက်ရီမြို့မှာနိုင်ငံပေါင်း30ကျော်ကကြားဖြန့်ဝန်ထမ်း4000ကျော်လောက်ပြိမ့်မိနေပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူးပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ